မိတ်ဆွေများအားလုံးမင်္ဂလာပါဗျာကျွန်တော်ရဲ့ 3D Lucky Number မြန်မာ Channel ရဲ့နေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်မိတ်ဆွေအားလုံးအတွက်လာမယ့်အချိန်20အတွက်ခဏလေးတွေကိုကျွန်တော်ချုပ်ပေးချုပ်ပေးထားပါတယ်နော်အဲဒီတော့ကျွန်တော်လည်းတိတ်မြတ်မြတ်ဆဆမထုတ်ပါဘူးနော် သတိဒီအချိန်20အတွက်ကိုမြင်ရလားမသိဘူးဗျာပထမဦးစားပေးအနေနဲ့391အာပါဗျာနော်ဒီတစ်ခွက်ပဲကျွန်တော်ရွေးပါတယ်နော်ပထမဦးစားပေး391အာပါဒုတိယဦးစားပေးအနေနဲ့ကတော့451အာ421အာဒုတိယဦးစားပေးကိုဒီနှစ်ခွက်ကိုရွေးထားပါတယ် မိတ်ဆွေများမြင်ရလားမတူပြအလင်းရောင်ကနည်းနည်းအားနေတယ်။တော့ကျွန်တော်ဒီကနန်းနေရဲ့ထွက်စင်တွေကိုဗီဒီယိုအစီအစဉ်ကျွန်တော်ပထမဗီဒီယိုတွေမှာတင်ထားပါတယ်နော်။ကျွန်တော်ရဲ့ channel ထဲမှာဝင်ပြီးတော့အသေးစိတ်ကြည့်လို့ရပါတယ်။အရင်အနေနဲ့ကတော့ကျွန်တော်ဒီမွေးကနန်း၅ခွက်ကိုထည့်ထားပါတယ်။နော်0ဖို့ဖို့အာနော်963အာ 519R ိုးတုံညာခွန်အားရှစ်ခွန်နှစ်အားပါဗျာနော်ငါးခွက်ပါနော်ဒီပထမဦးစားပေးဒုတိယဦးစားပေးကတော့ဒီတဲ့ကိုပို့ပြီးတော့အာဝခပ်ပါပါလုပ်ဖို့ပါနော်တဲ့ကိုတော့ပို့ထိုးလို့ရပါတယ်နော်ကျွန်တော်တို့အကြိုက်ဆုံးက391ပါပဲဗျာ391အဲ့တော့ မိတ်ဆွေတို့ရဲ့အကြိုက်ကလေးတွေဒီထဲကဘယ်ဥစ္စာကိုကြိုက်တယ်ဘယ်ဥစ္စာပိုကောင်းတယ်ဘယ်ဥစ္စာဘယ်လိုအထိုင်ရှိတယ်ဆိုတာလေးတွေကိုကျွန်တော်ရဲ့ comment မှာရေးပေးသွားကြပါနော်ကျွန်တော်လည်းပြင်နေတာပြင်လို့ရတာပေါ့ဗျာနော်ကဲမိတ်ဆွေများအားလုံး391နဲ့အောင်ပွဲရကြမယ်လို့ကျွန်တော်ညွှန်လင်းပါတယ်နော်မိတ်ဆွေများကျွန်တော်အများကြီးမထုတ်တော့ဘူးနော်ပထမဦးစားပေးတစ်ခွက် ဒုတိယဥစားပြီး2ကွက်အရင်ကတော့မွေးကနန်း5ကွက်ဒါပါပဲဗျာနော်ကျွန်တော်ရဲ့ channel ကနေပြီးတော့ကျွန်တော်အားလုံးကိုအသေးစိတ်လေးတင်ထားပြီးသားဖြစ်ပါတယ်ကဲအခု3နိုင်ဝန်းအထောက်ကလေးကိုကျွန်တော်နောက်တစ်မျိုးထပ်ပြလိုက်မယ်ဗျာနော်မိတ်ဆွေတို့လည်းထိုးရတယ်နဲ့အားရှိတာပေါ့ဗျာနော်ဒါလေးတွေကလည်းကျွန်တော်ပြတော့ပြခဲ့ပြီးသားလေးတွေပါ။မှ94ခုနှစ်မှာ မှာ913เนาะဒီမှာအဲ့နှစ်ထဲမှာပဲ391 931เนาะဟုတ်ပြီเนาะဒါကနန်းတူပို့တဲ့ဖြစ်စဉ်လေးတွေကိုကျွန်တော်ပြတာပါနောက်ဒီ7နှစ်เนาะဒီနေရာအကွက်595ဟာနှစ်နှစ်ကျော်မှ595ဆိုပြီးပို့တယ်เนาะကနန်းတူပို့တဲ့ဖြစ်စဉ်လေးတွေပါ အုပ်စုပေါ့ဗျာเนาะဒါတအုပ်စုเนาะ913ဟာအဲ့နှစ်ထဲမှာပို့တယ်ကနန်းတူဟုတ်ပြီเนาะအောင်မှာနောက်955ဟာ955လို့ပို့တယ်ခွန်391ဟောဒီ955ရဲ့ရှေ့ကခွန်391ဟာဒီအောက်ကိုဆောင်းဆင်းလို့ရှိရင်1 2 3 4 5 6 7 8ရှိကအောင်ပါ။၃ညာခွန်တေးဆိုပြီးရှိတယ်เนาะမိတ်ဆွေများ အဲ့ဒီမှာအဲ့ဒီ3ညာခွန်တက်ကမြင်းကုံမှာရှိတယ်ဗျဒီနေ့ဒီမှာရှိတဲ့96ခွန်ဆိုရကနဲ့ဟုတ်ပြီနော်မိတ်ဆွေတို့အဲ့ဒီ96ခွန်ဟာသူ့ရဲ့ဆောင်းစင်းမှာဒီနေ့3 4 5ရဲ့အောက်မှာထွက်ပါတယ်96ခွန်ဆိုပြီးတော့ဟုတ်ပြီနော်မိတ်ဆွေများဒီဒါဒီတအုပ်စုကိုကျွန်တော်ပြန်ပြရမယ်နော် 913 931เนาะ555 331 398 398ဟုတ်ပြီเนาะ599 599ဟုတ်ပြီเนาะဒီတအုပ်စုကိုမှတ်ထားလိုက်ပါเนาะသူเนี่ยအကျဉ်းရတန်းတန်းมาပဲပြရเนาะတန်းတန်းมาပဲဒီမှာ နော်ခွန်တုံညာ1455ဒီအဲ့ဆိုနေတန်းနဲ့မှာပဲဒီပြည့်စင်ရရှိပါတယ်ဟုတ်ပြီနော်မ684ဟာနည်းကြော်မှာ864လို့ပြန်ထွက်တယ်နော်နော်ဟိုဘက်နဲ့တပုံစံနဲ့ပဲနော်တူတယ်နော်ကဏန်းနာကွဲတာပါဒီမှာ455ပေါ့ဗျာနော်455အဲဒီမှာကြတော့ ်684ဟာ864ဟုတ်ပြီနော်ထွက်တယ်တခါအဲ့ဒီ684ရဲ့ဒီနှစ်ထဲမှာရှစ်နှစ်ထဲမှာဟိုဘက်နဲ့အတန်းတန်းမှာပဲ846ဟာ684เนาะကနန်းလူပို့တာရွှေ့တာတွေကိုပြတာပါเนาะအုပ်စုဒါတော့နာနောက်အုပ်စုပါဟုတ်ပြီเนาะဒီ613နဲ့တန်းတန်းမှာပဲအကုန်လုံးသူကအချင်းကြီးအပင်ကိုက်တန်းမာတယ်ဗျာเนาะတန်းတန်းထဲမှာပဲဖြစ်စင်နေပါ အုပ်စုနှစ်စုတာကွဲနေတာပါနော်ဒါအခုကကျွန်တော်တို့အခုဒီအချိန်20ကိုဖမ်းမဲ့အုပ်စုနော်ဟုတ်ပြီနောက်တစ်ခါဒီ64 4အရှိအ86 146ဟာလေဟိုဘက်မှာတော့9 3ရက်တပေါ့ဗျာနော်အဲ့ဒီမှာဆောင်းဆင်းမယ့်1 2 3 4 5 6 9 8ကအောက်မှာ64 9ဆိုထွက်တယ်နော်အဲ့ဒီ64 9ကနေမြင်းကုန် ဒီနေ့ဒီမှာရှိတဲ့391เนาะအဲ့ဒီ391ဟာအဲ့ဒီအောက်ကိုဆင်းမယ်ဒီနေ့3နေ့5အဲ့ဒီနေရာမှာထွက်ရမှာပါဗျာเนาะ391ကြာပေးရမယ်เนาะဟိုဘက်မှာတော့95ခွန်ဟာ95ခွန်လို့ကြာတယ်เนาะအခုဒီမှာ391ဟာ391เนาะဒါဒီတအုပ်စုเนาะဟုတ်ပြီเนาะမိတ်ဆွေများပြန်ပြီးတော့တစ်ခေါက်ပြလိုက်အောင်မယ်เนาะ ဟုတ်ပြီနော်တန်းထဲမှာဖြစ်နေတာနော်သူနှစ်အဲနှစ်ချပြီးတော့သူ့အပင်ကိုက်အမှန်မှာပဲရှိပါတယ်ဗျာနောက်အဲ့မှာ60လေးပြီးမှာ146ဟာကနန်းတူ146ဒီပဲနော်60လေးနော်ဟုတ်ပြီနော်ကနန်းတူပို့တယ်နောက်ဒီ46ဟာဒီဇောင်းဆင်းပြီးတော့64ခွန်လို့ပို့တယ်သူ့ရဲ့မြင်းကုံမှာရှိတဲ့391ဟာ အဲဒီမှာသတိနိုင်ဝန်းတို့ပို့ရမယ်နော်ကျွန်တော်ကတော့သတိနိုင်ဝန်းတဲ့ပဲပို့ကြိုက်တယ်ဗျာနော်ကိုးခလေတိုင်းနဲ့ရှိတယ်ပြောတာဟိုတင်းနောက်ပဲရှိတယ်အဲဒါကြောင့်မို့လို့ကြာချင်းဖြစ်ပါတယ်ကျွန်တော်ဒီထောက်ကိုကျွန်တော်မပြဘဲနဲ့ပထမဥစ္စာလေးနဲ့ပဲထားလိုက်ဦးမလို့ဗျာဒါပေမဲ့မိတ်ဆွေများလည်းဒီသတိနိုင်ဝန်းနောက်ကိုလိုက်ရတဲ့ဥစ္စာရေရေဝန်းထိုးလို့ရတာပေါ့ဗျာဒီဒီအထောက်ကလေးလည်းရှိပါတယ်ဆိုတာပြတာပါနော်မိတ်ဆွေများရှင်းလာတော့မသိဘူးဗျာ ကဲဒီမှာနော်ဥပမာတော့ကိုငါငါကိုခွန်ဟာကိုငါခွန်လို့ကြားတယ်နော်အဲသူနဲ့တဏ္ဍာနဲ့မှာပဲရှိတယ်သူကနော်391ဟာအဲ့မှာ391လို့ပဲကြားရမယ်လို့ကျွန်တော်ကတော့ဖမ်းနေဗျာနော်အဲ့ဒါကြောင့်မလို့ကျွန်တော်ကဒီဥစားပေးအနေနဲ့ရွေးတဲ့အခါမှာအဲ့လိုရွေးထားခြင်းဖြစ်ပါတယ် နော်အချိန်20အတွက်ကိုပထမဦးစားပေး391မှာတဲကိုပို့မယ်အာကိုပါပါလုပ်မယ်နော်ဒုတိယဦးစားပေး451အာ421အာပါနော်မိတ်ဆွေတို့ကျွန်တော်ဒီ3ခွက်ကိုအဓိကထုတ်ပါတယ်အရင်အနေနဲ့ကတော့မွေးကနေ5ခွက်ကိုကျွန်တော်တန်းစီပြီးရေးထားတာပါ0449 63 519 907 A7 ဒူပါကဲမိတ်ဆွေများအကျိတ်20မှာအောင်ပွဲခံကြအောင်များနော်မိတ်ဆွေတို့ထင်မြင်ယူဆချက်ကလေးတွေကိုလည်းကျွန်တော်ရဲ့ကွန်မန့်မှာရေးပြသွားကြပါကဲအားလုံးအောင်မြင်ကြပါစီဗျာကျွန်တော်ရဲ့ channel ကိုလည်း like လေး share လေးလုပ်ပေးသွားကြပါ subscribe မလုပ်ရသေးရင်လည်းလုပ်ပေးကြပါလို့မြတ်တာရက်ခံပါတယ်ကဲအားလုံးအောင်မြင်ကြပါစီ